有的脸上楚了，的，眉毛里皮松部，有的脸上不一样的高雅眉，皮松雅眉，脸上青色要高雅眉了，眉毛里皮松雅眉，说那个当书记，然后啊？哎呦，有的脸上清楚了吧？对，等于内腔蘑菇皮亚给当书记，皮巴的。 ယုတ်တိဖို့ဘလို့မှမဖြစ်နိုင်တဲ့မိဘတွေကိုယုတ်တိဖို့ရအတွက်ဘုရားသခင်ကဆန္ဒရှိပါလားယုတ်တိရန်ခက်ခဲလက်ပင်ယုတ်တိပါဒါမှစိတ်နဲ့ကိုနှစ်ခုစလုံးအတွက်မိဘကိုယုတ်တိခြင်းကအကျိုးဖြစ်ထွက်စေတယ်မိဘကိုယုတ်တိခြင်းဒီ ကျမရဲ့ထိခိုက်မှုတွေကိုကာကွယ်ပေးပါတယ်။နောက်ပြပကိုရိုသေးစွာပြုတ်ခြင်းဟာဟော်မုန်းကိုမှန်ကန်စွာချိန်ညှိမှုကိုလုပ်ပေးပါတယ်။စိတ်ကြမှာရင်မြင်မှချင်းကိုလည်းပေးပါတယ်။မိဘနဲ့ဆက်ဆံရေးကောင်းတော့ကောင်းတော့သူများမှာစိတ်တပ်ပုံပေါ်ပြီးတည်နေပြီးတော့စိတ်ဝေဒနာစိတ်ကြယောဂခံစားရမှုနဲ့လေဆိုတာကိုသူ့တည်နာထောက်ထားများကပြတာထားပါတယ်။ဒီပါကိုယူသေးစွာပြုတ်ချင်းဟာတက်တန်းရှိစေပါလေ။အသက်ရှိစေ။ဒါကြောင့်အသက်ရှိတဲ့လေကြမ်းပါလေ။စိတ်ကြမ်းပါလေကိုကြမ်းပါလေကမှာဖြစ်တယ်။အသက်ရှိတယ်။နော်။မိသားစုဆက်ဆံရေးကောင်းခြင်းဒီလူသူဦးဤအသက်တန်းရ ှေးစိတ်ချင်းနဲ့ဆက်ဆံကြောင်းတချို့သောသူ့ဒေသနာများကပြလထားပါတယ်။ဘာကြောင့်လဲဆိုတော့စိတ်ပင်ပန်းမှုနည်းခြင်းမိပါနဲ့ဆက်ဆံရေးပြလာတဲ့ခါမှာစိတ်ပင်ပန်းမှုနည်းပါတယ်။အချစ်ခံရခြင်းအဲ့ဒီအရာတွေကလည်းကျွန်တော်ဂျမ်းမာကြီးကိုကုထုံးမှုလုပ်ပေးရတာဖြစ်ပါတယ်။ပါလင်မရတဲ့ကျွန်တော်သားသမီးတွေရဲ့ဆက်ဆံရေးမပြေတဲ့ခြင်းကလည်းညိုညိုပီစကြောင့်မဟုတ်ဘဲနဲ့ကင်ဆာအချို့ကို ဖြစ်နိုင်ခြေညာနဲ့ဆက်နွယ်မှုရှိတယ်လို့သိပ္ပံသူတည်နာအချို့ကညွှန်ပြထားပါတယ်။စိတ်ဖိစီးမှုမြင့်မားခြင်းဟာတဲ့ဟော်မုန်းစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ဟော်မုန်းစနစ်ချို့တဲ့အခါမှာကင်ဆာဆင်းရဲကိုတိုက်ချက်နိုင်ခြင်းနေသွားပါတယ်။အထူးသဖြင့်မိပါရီနဲ့ဆက်ဆံရေးမကောင်းခြင်းဟာတဲ့အမြဲတမ်းစိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။မိပါနဲ့ဆက်ဆံရေးမကောင်းခြင်းလောက်ကြီးမားတဲ့ဖြစ်အားကမရှိဘူး။တကယ်ချင်းနဲ့ဆက်ဆံရေးမကောင်းတာ ပြဿနာမရှိဘူး။သူနဲ့ဆက်ဆက်ရင်မကောင်းတာလေ။ရတယ်မိဘနဲ့ဆက်ဆက်မကောင်းခြင်းဟာများစွာသောဖြစ်အောင်ဖြစ်စေတဲ့အတွက်ကြောင့်ဘာဖြစ်လဲ?ကင်ဆာဆဲလ်တွေကိုပြန်တိုက်ဖြတ်မဲ့စနစ်ကဘာဖြစ်သွားတယ်လဲ။အာနေသွားပါလေ။အဲ့တော့မိဘကိုယုံကြည်စွာဖြုတ်ခြင်းဟာကင်ဆာဖြစ်ဖို့ရာတိုင်းလုံးနည်းစေတဲ့ ကောင်းကြည့်မင်္ဂလာရှိပါလေ။အဲ့ဒါမိပါရီနဲ့ကောင်းကောင်းမနေတဲ့သူ၊နော်မိပါရီချစ်ချင်းကိုမခံရတဲ့သူ၊ငယ်ကတည်းကနေပြီးတော့စိတ်ပိုင်းဆိုင်ရာမှာထိခိုက်မှုကြောင့်တချို့ကဆေးလေးတောက်လာတယ်၊ရက်တောက်လာတယ်၊မွေးရည်စီဝါဆွဲလာတယ်၊စသဖြင့်ပြက်ပြားတဲ့အကျင့်စာရိတာပြက်ပြားတဲ့ပြုတ်မှုများကိုပြုတ်လိရှိချောင်းကိုလိမ့်လာတဲ့သူတချို့ကဆိုကြပါလေ။ဆိုတော့ဤအပြုတ်အမှုများဟာတဲ့ အာဗာလေအစုတ်ကင်စာနောက်တော့အသေးကင်စာနောက်ဥမကြီးကင်စာစသဖြင့်အမျိုးမျိုးသောကင်စာရောက်ကြတာဖြစ်စေနိုင်ပါလေ။တော့မိပါရင်းနဲ့မတည့်ဘူးတချို့လူရဖြစ်ပြီးတော့မိပါရင်းနဲ့အာစကားများပြီးတော့မိပါနဲ့ချစ်ချင်းမခံရဘဲနဲ့နေရတဲ့သူတွေမှာအဲ့ဒီလိုအတုံးဆွဲနဲ့စိတ်ဖြစ်စီမှုတွေဖြစ်ပြီးတော့ကင်စာမျိုးမျိုးဖြစ်နိုင်ခြင်းများပါလေ။ဒါဆိုရင်မိပါရင်းကိုရိုတည်ဖွင့်ရအတွက်ခက်ခဲရင်တောင်မှရိုတည်ဖွင့်ရအတွက်တည်သလား။အဲ့တော့ယိုတေလေးစားချစ်တယ်မပြည့်စုံခြင်းကိုပြန်ပမာဏမပြည့်ပါဘူး။ယိုတေဖွဲ့ရတဲ့မထိုက်မတန်တော်လေးပဲ ်မိဘတွေကိုယုံတင်ရမယ်ဆိုတာကသခင်ယေရှုရဲ့စံနှုန်းတာဖြစ်ပါတယ်။သားတစ်ယောက်ဖြစ်ရတဲ့မိဘတစ်ယောက်ရဲ့မိချင်းကိုခံရတယ်။လမ်းခွလိုက်ရောက်မှယေရှုကိုရှာလို့မတွေ့ဘူးဆိုတာကယုံလိုက်ရောက်မှနှိုက်ရှာကြည့်တော့ဘယ်မှမှမတွေ့ဘူး။ဒါယောသန်နဲ့မာရီကိုသားကိုတော့မှဘာလုပ်ခဲ့တယ်လဲ။မေ့ခဲ့တာပေါ့ယောသန်နဲ့မာရိနဲ့သူဝင်လာပြီးတော့ကလေးကွာမှာသူဟာဖျားဖြစ်တယ်ဆိုတာကိုစင်ဆက်မပြတ်ဆက်လက်ပြီးတော့စုပ်ကင်ပြီးတော့အတီးပြုတ်ဖွင့်ရတဲ့သူတို့ဟာတက်ွက်ထိကြတယ် သခင်ယေရှုကလည်းငါဖျားပါဆိုတဲ့စတိုင်ဖန်သလားမဖန်ဘူးသူဟာတာမန်တကယ်တာမန်ကလေးလေးလိုပဲသူဟာရာခိုင်နှုန်းအပြည့်အဝနဲ့တော့နေခဲ့တာဖြစ်တယ်။သခင်ယေရှုကပြိမ်မာတော်ထင်မှာကောင်းသောတာမန်တရားဟုတ်ကိုပြုပေးမယ်လေမိပါရဖြစ်တယ်အဲ့တော့ယေရှုနဲ့ဖျားဖြစ်တဲ့ယေရှုခရစ်တော်ကလုံးဝမပြည့်စုံဘူးအားနဲ့ချက်ရှိပြောမစွာယေရှုကအပြစ်တင်စရာကောင်းနေပြီပါဗျာ။နော်မိဘနဲ့ရောက်ဖြစ်ပြီတော့မင်းတို့မပြန်ကြရငါ့ကိုဘာလို့မချတယ်လဲ။ယေရှုမပြောခဲ့ဘူးနော်။ငါကောင်းတဲ့အလုပ်လုပ်ကိုလုပ်နေတာဖျားနဲ့ဆိုင်တဲ့မှုငါပြုနေတာမင်းတို့ဘာလို့ဒီလိုငါ့ကိုကဲ့ရဲ့တယ်လဲ။ငါ့ကိုပြစ်တင်တယ်လို့ပြောပါဘူး။ မပြည့်စုံတဲ့မိဘတွေဖြစ်ပေမယ့်သခင်ယေရှုကမိမိကိုယ်ကိုလုံးလုံးအားထက်ခဲ့တယ်ဆိုတာဒါဆိုမိဘတွေမပြည့်စုံတော့လည်းပဲသားသမီးများသည်ဤပါလို့ဖို့တောင်းရှိတယ်နှိတ်ချပြီးတော့ယုံတယ်ဖို့တောင်းရှိတယ်ဒါဟာကျွန်တော်တို့အတွက်ဘုရားသခင်ပေးထားတဲ့အမိန့်ဖြစ်ပါတယ်သခင်ယေရှုဟာဘလောက်နှိတ်ချနိုင်တယ်လဲဆိုတာကိုယောသတ်နဲ့မာရိတို့ထံမှာအနန္တချပြဖော်ပြခဲ့တယ်ဘလောက်နှိတ်ချနိုင်တယ်လဲဆိုတာကိုဘုရားကစိတ်ဝင်စားနေတယ် ချို့ညွှန်းချက်ရှိသောမိဘကိုယုံတဲ့ကုန်ပြုခြင်းတွေ၎င်းတို့၏ကြဆုံမှုများကိုထောက်ခံခြင်းမဟုတ်ပါဘူး။အဲ့တော့မြတ်ရဲ့မားတွေ၊ကြမ်းတမ်းမှုတွေ၊ရိုင်းဆိုင်မှုတွေကိုထောက်ခံခြင်းမဟုတ်ပါဘူးတဲ့။ဘုရားသခင်ကသူတို့ကိုပေးအပ်ထားတဲ့ယာထူးကိုအသိမှတ်ပြုပြီးတော့သူတို့ကိုတိတ်ခါရှိရှိဆက်ဆံတာကိုဆိုတာ။ ဒါဆိုတော့ရွေးမှုရှိတဲ့မပြည့်စုံတဲ့ရိုင်းဆိုင်တဲ့လက်လူရှုတတ်တဲ့နာကျင်စီတတ်တဲ့မိပါတွေကိုကုံပြုတ်ယူသိဖို့ဘုရားပြောတဲ့အခါမှာသူတို့ရဲ့အမားတွေကိုထောက်ခံဖို့ပြောတာပါသူတို့ရာထူးဖျားပေးထားတဲ့အရက်ရာကိုအတိမတ်ပြုတ်ပြီးတော့ကုံသိက္ခာရှိရှိနဲ့သူတို့ကိုဆက်ဆံဖို့ဘုရားသခင်ကတောင်းဆိုတော့ ဖြစ်ပါလေကိုယ့်ရဲ့မယုံသိခြင်းကြောင့်အမင်္ဂလာမဖြစ်ပွင့်လို့ဘာလို့ရမလဲဆိုတော့နယ်နမိတ်ကိုကျွန်တော်တတ်မှတ်ထားလို့ပါမိဘရဲ့ရက်စက်မှုမိဘရဲ့မတရားမှုအဲ့ဒီအရာတွေခံစားရတဲ့အရာအလုံးအဆင်ပြေပါတယ်ဆိုတဲ့ပုံစံနဲ့ဟန်ဆောင်လို့ဘုရားနေခိုင်းတာမဟုတ်ပါဘူးတဲ့နော်မုံတီမုံတာမဟုတ်ဘူးလက်စားချေမှုဖြစ်ပြန်လဲတုံ့ပြန်ခြင်းကိုညှင်းဆူခြင်းဖြစ်ပါယုံကြည်သူများပဲနေရာမရောက်တော့လူတိုင်းနဲ့အဆင်ပြေအောင်နေချင်းဟာဖရာသခင်စံတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကသစိမ့်တဲ့တော်မှာအဆင်ပြေအောင်ကျွန်တော်စူးစမ်းရမှာမဟုတ်ဘူးလားနော်။ ကျွန်တော်ရဲ့အလုပ်ထဲမှာကျွန်တော်ရဲ့အလုပ်ရှင်ဖြစ်စေတငယ်ချင်းဖြစ်စေကျွန်တော်ရဲ့ငွေချင်းအတွက်ကျွန်တော်ရဲ့ရာထူးအတွက်ကျွန်တော်ရဲ့အခွင့်အလန်းအတွက်ကျွန်တော်ရဲ့အခွင့်အရေးအတွက်အောက်ချိုးပြီးတော့နှိမ်ချပြီးတော့မျက်နှာငယ်ခံပြီးတော့နော်အထင်သေးခံပြီးတော့တော့မှသတိတွေကိုကျွန်တော်အစဉ်ပြေအောင်ဆက်ဆံနေဆိုရင်ကျွန်တော်တို့အတွက်အသက်ရှည်ခြင်းနဲ့ကြားမာခြင်းနဲ့ကောင်းစားခြင်းကိုပေးနိုင်တဲ့ကတိတော်နဲ့ဆိုင်တဲ့မိဘကိုယုံကြည်ရမယ်ကိစ္စပါလို့ကျွန်တော်ကမိဘနဲ့အစဉ်ပြေခြင်းအတွက်ကိုစူးစမ်းကြပါမယ်။ဒါစဉ်းစားကြပါဘောက်မလား။ဒါကြောင့်ဒါဆာရမလေးတက်ခတ်ချက်ဖြစ်ပါတယ်။ ကျမ်းပါတဲ့ဆက်ဆံရေးအတွက်နေနမိတ်ညာတတ်မှတ်ခြင်းကမယုံမသိပြုခြင်းမဟုတ်ပဲနဲ့ဉာဏ်ပညာဖြစ်ဖြစ်မှုဖြစ်ဖြစ်ကျွန်တော်တာသမီတွေပေါ်မှာဆက်ဆံတဲ့အခါမှာတာသမီတွေကဘလို့မှပြန်ပြီးတော့ယုံသိဖွင့်ရတော့ဘလို့မှမဖြစ်နိုင်တဲ့ဆက်ဆံရေးလို့ရှိတယ်ဆိုအဲ့ဒီမိပါလေးကိုကြတော့ကျွန်တော်တာသမီတွေအနေနဲ့ဘယ်လိုအလုပ်လုပ်ရတော့လဲကျွန်တော်တို့မှာအမင်္ဂလာမရောက်ဖွင့်ရတော့ဉာဏ်ပညာနဲ့စဉ်းစားပြီးတော့သူတို့ကိုမယုံမသိခြင်းနဲ့မဖြစ်အောင်ဉာဏ်ပညာနဲ့ဆုံးဖြတ်ချက်ချတနည်းအားဖြင့်စီးချရတော့မယ်တခုခုတော့ကိုယ့်ဖက်ကစီကံမဟုတ်ရင်ပေါ့မဟုတ်ရင်တတ်မှတ်ချက်တခုတတ်မှတ်ရအောင် အဲ့မှာတကယ်လို့ကျွန်တော်ပြောမယ့်အကြောင်းအရာကမိဘနဲ့ကျွန်တော်ကငိမ့်ခုံပြီးတော့မိဘကိုမယုံမသိဖြစ်စေမယ့်မိဘကလည်းကျွန်တော်ကိုဆက်ဆံနဲ့ဆက်ဆံမှုကပြတ်ကြားစေမယ့်ကောင်းစီမျိုးအကြောင်းအရာမျိုးကိုကျွန်တော်နံပါတ်၄ရှောက်မယ်အစ်မပြေဘူးဆိုရင်မိဘနဲ့တယောက်တည်းမရှိနိုင်ဘူးရင်တည်းကျွန်တော်ရှောက်ရမယ်စသဖြင့်ငါချင်းစရာတွေရှိတယ်ဆိုရင်ဖယားသခင်ကအဲ့ဒီယောဂါကိုကုသစေချင်အဲ့ဒီကုသတဲ့နိလာကတော့ဘာနဲ့မရရလဲခုလိုချင်တယ်ရပါတယ် အဲ့တော့ဘာလို့လဲဆိုတော့나ជីမှုတွေနော်အဖြစ်ချီအောင်ကျင်나ជីမှုဆိုတာကရိုသေခြင်းရဲ့ရန်ကိုဖြစ်ပါတယ်ကျွန်တော်မ나ជីမှုတွေရှိတယ်나ជីမှုတွေရှိတယ်မကျေနပ်မှုတွေရှိတယ်ဆိုရင်တော့မိပါမကပဲနဲ့ဘသူ့ကိုမှကျွန်တော်ကမရိုသေနိုင်ဘူးဒါကြောင့်မိပါကိုဖြစ်စေတကယ်ချင်းကိုဖြစ်စေလင်မယားချာမှာဖြစ်စေကျွန်တော်ရိုသေခြင်းကိုပြန်လည်ပြီးတော့ကုစားနိုင်ပြန်တော့ခွင့်လွှတ်ခြင်းလိုအပ်ပါတယ်နော်ဒါကြောင့်တင်ခွင့်လွှတ်ခြင်းခံရတယ်ဆိုတဲ့အရာပေါ့မိပါရဲ့အားနိုင်မှုရှိတဲ့ကမှာသူတို့ကိုခွင့်လွှတ်လိုက်ခြင်းဒီတင့်အပေါ်မှာဘုရားရဲ့ခွင့်လွှတ်ခြင်းကိုပြန်လို့ရောင်းပြန်အချင်းဖြစ်ပါဒါကြောင့်ခွင့်လွှတ်ခြင်းအဖြစ် ကျွန်တော်ကောင်းကြီးမင်္ဂလာပြန်ပြီးတော့ရယူနိုင်ပါတယ်။ဖွင့်လို့ချင်းဆိုတာကမိပြောက်ချင်းမဟုတ်ပါဘူး။တာဝန်ဝင်ဆင်ချင်ပေးချင်းမဟုတ်ပါဘူး။ဟာငါအဲ့ဒီအရာကိုတော့ငါဖွင့်မလို့နိုင်ဘူး။ဒါပေမဲ့ဟုတ်ရင်ဖွင့်လို့ချင်းဆိုတာကကို့နာကျင်စေတဲ့အဖြစ်အပျက်ကိုလုံးဝမိပလိုက်တာလုံးဝမဟုတ်ပါဘူး။နော်။ဒါပေမဲ့ဖွင့်လို့ချင်းဆိုတာကမိသွားချင်းလုံးဝမဟုတ်ပါဘူး။လက်တော့ပြပိုင်ဖွင့်ကိုလက်လွတ်လိုက်ချင်းဖြစ်ပါတယ်။ ဘာပြောတာလဲဆိုတော့ဘုရားသခင်ကိုတော့ဟာတရားသူကြီးဖြစ်ပါတယ်နော်ကျွန်ုပ်ကတော့တင့်မြတ်ရေးကိုပဲရွေးချယ်တယ်တုံ့ပြန်ခြင်းကလေစားခြင်းချင်းကိုကျွန်တော်မရွေးချယ်ဘူးကိုတော်ကတရားသူကြီးတဲ့ကြောင့်ကိုတော်ပဲတရားသဖြင့်ဆုံးဖြတ်ပါလို့ဘုရားသခင်ကိုဖိတ်ခေါ်တဲ့နေရာပေးလိုက်ချက်ဖြစ်ပါတယ်တကယ်လို့သူကငါ့ကိုဒီလိုလုပ်တယ်တင်းလို့နာချင်အောင်လုပ်တယ်ငါလည်းပဲတနေ့ချာနာချင်အောင်လုပ်ရဆိုမိဘကိုနာချင်အောင်ပြန်လုပ်ရင်အကျိုးဆက်ခံစားရမယ်တူကဘယ်လိုလဲကိုပဲဖြစ်တယ် နော်မိဘဟာခွင့်လွှတ်ခွင့်ရတော့လည်းထိုက်တာလည်းသူဖြစ်ပါလေကျွန်တော်ဘုံမှာဂျေဆုကြီးရဲ့သူဖြစ်ပါလေဒါကြောင့်ခွင့်လွှတ်ချင်းတွေရေရှုတ်တဲ့ချင်းကိုတပံဖြစ်ပွားဆိုင်တဲ့မြေစီတော်ကဖြစ်ပါလေသင်ကသူ့ရဲ့အဖြစ်ကိုခွင့်လွှတ်လိုက်တယ်ငားလည်းပေးလိုက်တယ်ဆိုရင်ဖရာသခင်ကတင့်ရဲ့နှလုံးသားချင်းမှာအတစ်တော်အရာအတစ်တော်ရှုတ်တဲ့ချင်းတွေအတစ်တော်ကောင်းချီးမင်္ဂလာတွေနဲ့အတူတပံပြန်နေပြီးတော့တင့်ရဲ့နှလုံးသားကိုစိုးပြေစီလာမှာဖြစ်ပါလေအဲ့တော့ရှုတ်တဲ့ဖွင့်ရတဲ့ရွေးချယ်လိုက်ခြင်းဟာကောင်းသောအမွေအနှစ်ကိုရွေးချယ်ခြင်းပဲဖြစ်ပါလေအဲ့တော့ရှုတ်တဲ့ဆရာမကောင်းတဲ့မိပါလေးကို ရှုသေးပဲလို့တင်ရွေးချယ်လိုက်ခြင်းဟာကောင်းသောအမွေအနှစ်ကိုတင်ကရွေးချယ်လိုက်တာဖြစ်ပါတယ်။အဲတော့ရှုသေးခြင်းကိုတင်ညှပ်ပယ်ပြီးတော့မယုံမသိပြုတ်ခြင်းကိုရွေးချယ်လိုက်မှဆိုရင်တော့ဆိုးရွားတဲ့မျိုးဆက်နဲ့ဆိုင်တဲ့အမင်္ဂလာကိုပြရွေးချယ်တာဖြစ်စေနိုင်ပါတယ်။အဖေမတရားဆိုတာပြုရင်အမေမတရားဆိုတာပြုရင်ဒုက္ခရတယ်။အဲတော့တားကမတရားဆိုတာပြုရင်ဒုက္ခရတယ်။တို့မိပါတွေကဒီလိုဖြစ်ခဲ့တဲ့အရာကြောင့်မလို့ကျွန်တော်တို့အသားသမီးဒီလေအကုန်လုံးဒီတိုင်းပဲဖြစ်မယ်လို့ဘုရားသခင်က ရှင်းအောင်မထားပါဘူးယေရှုခရစ်တော်၌သင်သည်သင်ရဲ့မိသားစုကိုအသစ်ပြန်လေပြီးတော့စတင်နိုင်ခွင့်အသစ်တော်အမွေအနှစ်ကိုရွေးချယ်ပိုင်ခွင့်ဘုရားသခင်ပေးထားပါဘူးဒါကြောင့်ဖေဆိုရင်အဖေခံလို့စီတားကဘုရားအလိုတော်ကိုနားခံလို့ဆိုရင်ဘုရားလိုတော်နဲ့ဆက်ဆိုင်တဲ့အမကောင်းသောအမွေအနှစ်ကိုသူ့ဘုရားကပေးမှာဖြစ်တာပုံမူကောင်းမွန်သောလမ်းကိုရွေးချယ်ပြီးတော့မကောင်းတဲ့မိပါတွေကိုယူသိနိုင်ပါလေဒါဆိုမိပါတွေမကောင်းကိုလေးတို့မကောင်းတဲ့အတိုင်းပြန်ပြီးတော့ဆက်ဆံလို့ဆိုရင်ကျွန်ွေးအနာကမျိုးဆက်ဟာလေဘာပဲဖြစ်သွားမလဲမျိုးဆက်ချိန်စားခဲ့တော့ဖြစ်သွားမယ် ါကြောင့်မိဘမကောင်းရင်တော့ကငါကတော့ဘုရားအလိုလိုနဲ့ညီနှုတ်ကပတ်တော်အတိုင်းနဲ့ရွေးချင်မယ်ဖြောက်မချင်းလားကိုပဲရွေးချင်မယ်ဘုရားအလိုလိုကိုပဲရွေးချင်မယ်ဘုရားခင်ကိုပဲကြောက်ရွံ့ပြီးတော့အစ်တော်မိသားစုကိုပြုံးထောက်မယ်ဆိုတဲ့ရွေးချယ်မှုနဲ့ဒီမှာရှိနေတယ်လူငယ်လေးကျွန်တော်မိသားစုရဲ့အားလုံးမိဘတွေကိုပြန်ပြီးတော့ယူနေနိုင်ဖယားတခင်ရှိမှကျွန်တော်အနံဖွဲ့ဆိုလိုအပ်တယ်ကျွန်တော်မိပါရိရှိကနေပြီးတော့ကျွန်တော်ရရှိတဲ့နာကျင်မှုတွေကပါလေတတိမိပါကြောင့်တင်ရရှိခဲ့တဲ့နာကျင်မှုတွေတင်ဆက်ပြီးတော့ဆုတ်ပိုင်ထားဖို့မဟုတ်ဘူးတင်ဆက်ပြီးတော့နာကျင်ခြင်းနဲ့ ခံယူထားဖို့မဟုတ်ဘဲနဲ့ဘုရားသခင်ကိုအံ့နာဖို့ရတော့ပဲဖြစ်ပါတယ်။ဒုတိယချင်းကိုထိမ့်သိမ့်နိုင်ပြန်ဆိုစီရင်စီကနေဘလို့တတ်မှတ်မလဲ။တကယ်လို့ကျွန်တော်ကအဖေနဲ့အမေနဲ့တူနေရင်ဘလို့မှဘလို့ပဲစူးစမ်းစူးစမ်းကျွန်တော်ကမယုံသိနိုင်ဘူးဆိုရင်ကျွန်တော်အနေနဲ့စဉ်းစားပြီးလားနီလာတစ်ခုယူလို့ရတယ်။ကျွန်တော်အဖေအမေနဲ့မနေဘူး။အဝေးမှာပဲနေမယ်။ဒါလို့လေအနားမှာနေရင်ယူသိဖို့ဖြစ်တယ်။အဲ့တော့အဝေးမှာကျွန်တော်နေမယ်မိပါဘူးအဝေးကလည်းအကောင်းဆုံးအတတ်နိုင်ဆုံးလားကြည့်ရှုတာဘုံမကောင်းဘူးလား။ ကိုပေါကောင်းလားအနာကနေပြီးတော့ချိန်လို့ပြီးပါနဲ့ကျွန်တော်ရိုးတဲ့ရိုးတဲ့တိုင်းကိုတည်ဖို့တော့ဖြစ်နိုင်လို့ဆိုရင်ကျွန်တော်မလုပ်နဲ့အဝေးမှနေပြီးတော့ကြည့်ရှုချေရာကျွန်တော်တို့အတရေကင်းတယ်ကျွန်တော်ရဲ့ဘဝမှာဘုရားသခင်ရဲ့ကောင်းချီးများကိုတားဆီးဖို့ရန်အတွက်ခါဒီမှုတွေကိုကျွန်တော်ခွင့်ပြုထားပါတယ်တဲ့ခါဒီမှုတစ်စုံတစ်ခုကိုစုပ်ကိုင်တဲ့၍ဘုရားသခင်ကောင်းချီးမင်္ဂလာကိုခံစားဖို့အတွက်အလုပ်ခဲ့ပါတယ်အဲ့ဒီအရာကဘုရားရဲ့ကောင်းချီးမင်္ဂလာကိုတားဆီးတဲ့အရာတွေဖြစ်ပါတယ်နာကြီးချီတောင်ရမယ်သူတည်းမှာမိဘဟာလုံးဝမပါပါစေနဲ့ ။ဒါခါတိမှာမိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော်나ကြီးတတဲ့အဲ့တော့မိပကိုတိတ်ရဲ့나ကြီးရမယ်ဇယင်းတဲမှာထားထားလို့ဆိုရင်ယနေ့ဖြတ်တော့လိုက်ပါ။ဘုရားရှင်မှာခေါ်အာယူပါ။ဆုတောင်းပါကိုယ့်အဖြစ်ကိုယ်လည်းဝချတောင်းပါပါ။ဘုရားသခင်အဲ့ဒီနှလုံးသားထက်ကနေမိပကိုလုံးဝခွတ်လွတ်နိုင်တဲ့နှလုံးသားကိုသူ့ရဲ့ဝိညာဉ်တော်အဖြစ်မဆပါနိုင်နဲ့။ခွတ်လွတ်ခံရသူထက်ခွတ်လွတ်နိုင်တော်သူဟာတာ၍မင်္ဂလာရှိပါလေ။တောင်းပါနဲ့သူဖြစ်ချင်တာမဟုတ်လေအတောင်းပါခံနဲ့သူဖြစ်ချင်တာ။ညောင်ပါနဲ့ကျွန်တော်ကတောင်းပါနာကိုဘာလို့ကြတယ်လဲ။ဆောင်းကြတယ်။ တောင်းပန်ခါရတဲ့သူတွေတောင်းပန်တဲ့သူကပုံမင်္ဂလာရှိတယ်။တောင်းပန်တဲ့သူကပူရင့်ချက်တယ်လို့ခေါ်တယ်။တောင်းပန်တဲ့သူကဝီဒီယာမှာမြင့်မားနေလို့ဖြစ်တယ်။အတောင်းပန်ခါရတဲ့သူကဝီဒီယာမှာနေနေလို့ဖြစ်တယ်။ဒါပေမဲ့မိပါနဲ့သားသမီးကြားမှာဖြစ်လာတဲ့ခါမှာတော့ကျွန်တော်တို့တညိုးဖြစ်တယ်။ဒါကြောင့်တကယ်လို့ကိုမိပါကအယံဆိုးနေလို့ကိုမှနာကျင်မှုတွေပိတ်ခဲ့တယ်ဆိုရင်သိရင်မိပါကိုခွန်လွတ်လိုက်ပါ။ဒါဆိုသိရင်မိပါရဲ့အမအောင်ခွန်လွတ်ခြင်းအတွက်ဖရာသခင်ကအခါပေးမယ်။ဒါကြောင့်ပုံကြည့်ပါစို့။ ပါဒါကြောင့်မိဘကိုယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ဖခင်ကပြည်တော်နဲ့အသက်ရှင်၍ကောင်းစားပြီးအကြောင်းမိဘကိုယုံကြည်ပါလို့ပြောတာကျွန်တော်တို့ဖက်ကလုံရတဲ့ရကနေရတဲ့မိဘကိုယုံကြည်ဖို့ပဲအဲ့တော့ကောင်းချီးမင်္ဂလာကောင်းစားခြင်းနဲ့အသက်ရှင်ခြင်းကိုပြုမဲ့သူကဖခင်သခင်ဖြစ်တယ်ဒီတော့တင်ဟာမိဘကြောင့်နာကျင်ခဲ့ရပြီမဲ့အဲ့ဒီနာကျင်မှုတွေကိုဖွင့်လွှတ်ပြီးတော့မိဘကိုတင်ရိုသေးတယ်ဆိုရင်ကောင်းချီးပေးမယ်ဆိုတာဘုရားပါ အကောင်းကြီးပေးမယ်ဖခင်ရဲ့ကောင်းကြီးပေးကြလို့ကျွန်တော်နာကျင်ခြင်းနဲ့မိဘကိုချီးနှောင်ခြင်းနဲ့မတားဆီးထားပါဘူး။နာကျင်ခြင်း၊ချီးနှောင်ခြင်းဟာအမင်္ဂလာတကားကိုဖွင့်လိုက်တာဖြစ်တယ်။စာတန်ကျုပ်ဒီသားဆိုကျွန်တော်တူးချင်းစီတိုင်းမှာဝင်ရောက်လာခွင့်အတွက်ဖိတ်ခေါ်နေရပေးလိုက်တာဖြစ်ပါတယ်။ဖခင်သခင်ဤတိအားခွင့်လွှတ်ခြင်းကိုတပါးသူတွေကိုပြန်လဲခွင့်လွှတ်ခြင်းအပြင်တရားသခင်ကြီးစုတော်ကိုပြန်လဲတုံ့ပြန်ပါလား။ အချင်းချင်းအိုး sorry ပါလို့ပြောပြီးတော့ဘုရားသခင်ရှင်မှာလာလိုက်ကမှာဘုရားသခင်ကကျွန်တော်ပြန်လဲကြိုးစုံတယ်။ဒါဆိုခွန်းတော့ပို့တော့မှာမထိုက်တန်တော့လေကျွန်တော်ကိုဘုရားသခင်ဖွင့်တော့လို့ဆိုရင်ဘာဖြစ်လို့ကျွန်တော်ရဲ့ညီကိုကျွန်တော်ရဲ့မိဘတွေကိုခွန်းမလို့နိုင်ရမလဲ။တင်းတဆုံတယောက်ကိုခွင့်မလွတ်ဘူးဆိုရင်နဲ့ကောင်းကင်ပုံရဲ့အဖကမိကိုမိအဖြစ်ကိုခွင့်မလွတ်ဘူး။ဘုရားသခင်ရဲ့ခွင့်လွတ်ခြင်းကိုတယောက်ယောက်ကိုခွင့်လွတ်ခြင်းအပြင်ပဲဘုရားခွင့်လွတ်ခြင်းကိုကြားယူရတယ်။ကိုယ်လည်းမှားတတ်ရတဲ့အတိုင်းမှားတတ်တဲ့လူကိုခွင့်မလွတ်ခြင်းသည်ဘုရားရဲ့ခွင့်လွတ်ခြင်းကိုခံယူဖို့မဖြစ်နိုင်ဘူး။ဒါဆိုရင်အဲ့ဒီခွင့်လွတ်ခြင်းကပြင်ခြင်းနဲ့မဆိုင်ပါဘူး။ သင်ချစ်တတ်တယ်ဆိုရင်ဖရားချစ်ခြင်းပုံနာလေပါလိမ့်မယ်။သင်ကစာနာတတ်ဆိုရင်ဖရားရဲ့ကယုဏပုံပြီးခန့်စားလာလိမ့်မယ်။သင်ကသူများကိုနားလေပိတ်တတ်တယ်ဆိုရင်ဖရားရဲ့ကယုဏဖရားရဲ့ချစ်ခြင်းပုံတော့ပေါ့ပါလိမ့်မယ်။သင်ကခွတ်လွတ်ပိတ်တတ်တယ်ဆိုရင်ဖရားရဲ့ခွတ်လွတ်ခြင်းသင်ပုံလို့ခန့်စားလာလိမ့်မယ်။အဲကြောင့်ဖရားတိကျပြောတယ်မင်းခွတ်မလို့ငါလည်းခွတ်မလို့။အေးမင်းခွတ်လို့ရင်ငါလည်းခွတ်တတ်တယ်။ န်ထာရနဲ့ဆက်ဆိုင်တဲ့ကိစ္စတော့သခင်ယေရှုကအာမခံစားပဲဒါပေမဲ့နေ့စဉ်ကျွန်တော်ခရစ်ယာန်အသက်တာမှာခွင့်လွှတ်ခြင်းကိုပြန်ခံစားပေးဆိုရင်ကျွန်တော်ကိုယ်တိုင်ဘာလို့လဲခွင့်လွှတ်ခြင်းကို exercise တင်လို့လုပ်ရပါလိမ့်မယ်ဘု து ကိုမစို့ခွင့်လွှတ်ခြင်းအားဖြင့်ဘုရားသခင်ကြီးစွာကိုပြန်လို့တော့ပြန်ကြပါစို့